ပညာဘူမိတက်ကတော့သုတတမဒီပလိုမာ level 2ဥပုပ်ဆောင်ခြင်း အတိတ်ပဲစာမျက်နှာ65ဘုဒ္ဓဘာသာမှာဘာသာရေးကိစ္စတစ်ခုဖြစ်တဲ့ဥပုပ်ဆောင်ခြင်းဆိုတာရှိတယ်ဘာသာရေးကျင့်စဉ်တစ်ခုအနေနဲ့ဘုဒ္ဓဘာသာဝင်သူတော်စင်တွေဟာဥပုပ်နဲ့ရောက်လာပြီဆိုရင် ဥပုပ်ဆောင်ကြတယ် ဥပုသ်ဆောင်နေဆိုတာမဘလို့တာလဲလို့တီးရအောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တုတ်တန်တွေကနေထုံတော်ပြီးရှင်းပြမယ်။ဘုရားမြတ်စွာရဲ့မူရင်းရွယ်ချက်ဖြစ်တဲ့ဥပုသ်ဆောင်သုံးချင်းရဲ့အတိတ်ဘယ်ကိုကြာကြာနာနာတည်ထားဖို့လိုအပ်တယ်။မေယုဖလာမိဘတွေဥပုသ်ဆောင်လို့လိုက်ပြီးဆောင်ရာကနေဥပုသ်ဆောင်တယ်လို့ တည်နေကြတော့လဲဥပုပ်ဆောင်သုံးချင်းရဲ့ရည်ရွယ်ချက်ဥပုပ်ဆိုတဲ့သကလုံးရဲ့အတိတ်ပဲကိုတည်ဖို့လိုတယ်ဥပုပ်ဆောင်နေဆိုတာဗုဒ္ဓဘာသာမှာသာမကဘူးအခြားဘာသာတွေမှာလည်းဥပုပ်ဆောင်နေဆိုတာရှိတယ်ဒီတော့သူတို့ဆောင်တဲ့ဥပုပ်နဲ့ဗုဒ္ဓဘာသာဥပုပ်ထူသလားထူသလားဥပုပ်ဆောင်ချင်းရဲ့အနိတာရဘိန်းကိုကြည့်ရမယ် တခါတရံအတန်တူတော့လဲအဆမ်းမတူဘူးဆိုရလို့အနိတာရာဘိမ့်မှာကြွားချမှုတွေအများကြီးရှိတတ်တယ်။တခြားမာသာတွေမှာလဲသူတို့ရည်ရွယ်ချက်နဲ့ဥပုပ်ဆောင်တယ်ဆိုတာရှိမယ်ပေါ့။ဥပုပ်ရဲ့တမတ်ပုံဘုရားဘာသာဝင်တွေဥပုပ်ဆောင်တာရှေးအစဉ်အလာအရပြောရမယ်ဆိုရင်လာဆန်းစီရဲ့လာဆုတ်စီရဲ့ လာပြီးလာခွေလို့တလမှာလေးတရင်တတ်မှတ်ပြီးတရင်နေများနိုင် ဥပုသ်ဆောင်လေးရှိကြတယ်အဲ့ဒီတလလေးတရင်ဥပုသ်ဆောင်ရုံများမကဘူးပတိသာဂရဥပုတ်ပတိသာဂရဥပုတ်ဆိုတာရှိသေးတယ်အကျိုးနဲ့အပိုဆောင်တာဆိုပါစို့ ဥပုံနေမရောက်ခင်တရက်ကအကျိုးပြီးဆောင်တယ် ဥပုပ်ထွက်တဲ့ရဲ့အပိုးစောင့်နေအကျိုးအပိုးနှင့်တကွဆိုတော့လဆန်း9ရက်လဆန်း7ရက်လဆန်း9ရက်3ရက်ထို့တူပဲလပြေအဖန်လပြေနေ လပြေကျော်1ရက်3ရက်လပြေကျော်7ရက်မှလည်း3ရက်လကွယ်နေမှလည်း3ရက်ဆိုတော့တရတလမှာ7ရက်စောင့်တာကိုပဋိဇာကရဥပုပ်လို့ခေါ်တယ် ရှိသူရောစင်တွေကအဲ့ဒီလိုဥပုပ်ကိုစောင့်လေးရှိကြတယ်။မြန်မာနိုင်ငံမှာလည်းပဲရှေ့ဘင်းခေတ်ကာလတွေမှာဝါရင်ကာလ3လဝါရင်ကာလ3လလုံးလုံးဥပုပ်စောင့်နေဆိုတာမျိုးတွေလောက်ကြတယ်။ရှိသူရောစင်တွေဝါရင်3လမှာနေ့စဉ်နဲ့မြတ်တိလာဆောက်တည်ပြီးဥပုပ်စောင့်ကြတယ်။ မာတိဟာရိယပက္ခဥပုတ်တို့ပါတိဇာကရဥပုတ်တို့ဒီဥပုတ်တွေဟာတာမန်ရင့်မြတာမကပဲတိုးချဲ့ပြီးတော့အဆောင်တဲ့ဥပုတ်တွေ ဖြစ်တယ်။ဒါကရင့်နဲ့ပတ်သက်ပြီးမှတ်ရမယ်။ရှေခိကအနည်းဆုံးတလ၄တရင်ဥပုတ်ဆောင်လေးရှိကြတယ်။ဥပုတ်ဆောင်တယ်ဆိုဘုရုရှင်ပုဂ္ဂိုလ်တွေမှာဥပုတ်ဆောင်တာမဟုတ်ဘူး။မြတ်စွာဘုရားလက်ထက်ခေါ်လက်ထက်တော်အခါကာလမှာ ောတပံဖြစ်တဲ့ဝိတာခာကြောင်းမကြီးတို့လိုသောတပံပုဂ္ဂိုလ်တွေလည်းပဲဥပုဘ်ဆောင်နေဥပုဘ်ကိစ္စကိုမျက်မျက်နှုံနှုံထားပြီးတရင်နေဆို ဥပုဘ်ဆောင်လေးရှိကြတယ်ဥပုဘ်ဆိုတာဘာကိုပြောတာလဲဥပုဘ်ဆိုတဲ့စကားလုံးကမြန်မာစကားစစ်စစ်မဟုတ်ဘူးပါဠိဥပောတထဆိုတဲ့စကားလုံးကလာတာဥပောတထကိုပုတ်ခွဲလိုက်ဥပါနဲ့ဝတထ ဥပဆိုတာကျင့်စဉ်တရားနဲ့ပြည့်စုံပြီးဝတ္ထကျင့်သုံးနေထိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်။ဆိုပါစို့ရှင်ဘာတိလာရှောက်တည်ပြီးတော့နေတယ်ဆိုတာကျင့်စဉ်တစ်ခုအဋိဌံပြီးနေတာပဲ။ဥပုဆောင်တဲ့အတွင်းမှာအင်္ဂါ၈ပါးထဲမှာပါတဲ့အချက်လက်တွေကိုရှောင်ကျင်မယ်။မလွန်ကျွအောင် ထိုင်းသိမ်းဆောက်ရှောက်မယ်ဆိုတဲ့ မုံမြတ်တဲ့စိတ်ထားနဲ့စောင့်သုံးတာကိုကျင့်သီလနဲ့ကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။ဥပ္ပဒ္ဒထဆိုတဲ့သကလုံးကိုမြန်မာမှုပြုလိုက်တော့ဥပ္ပုတ်ဆိုတဲ့သကလုံးဖြစ်လာတယ်။ဥပ္ပုတ်ဆိုတဲ့သကလုံးကိုမန်းအောင်ရေးမယ်ဆိုရင်အခရာဥပါစောတချောင်းငင်ပုနဲ့ပါစောတချောင်းငင်ပုနဲ့တကလေးတကတက်ပြီး တကလေးနောက်ကတတ်ပြီးဥပုပ်လို့ရေးရတယ်ဥပုပ်ဆောင်တယ်ဆိုတာကိုကျင့်တရားတွေနဲ့နေတာ ကိုကျင့်တရားတွေကိုကျင့်သီလတွေကိုဥပုပ်လို့ခေါ်တယ်ဥပုပ်ဆောင်တယ်ဆိုတာအဲ့ဒီကိုကျင့်သီလကို မကျိုးမပေါက်မပြော့မကြောင်ထိမ့်သိမ့်ဆောင်းလျှောက်တာဒီလိုအတိတ်ပဲရတယ်ဒီတော့နာနဲ့အချိန်မှာရှင်ဘသီလကိုခံယူဆောက်တည်လိုက်ကြတယ် စောက်တည်တယ်ဆိုတာဒီတိုင်းလိုက်နာမယ်လို့ဘုံကန်ချက်သတ်မှတ်တာအဲဒီကနေဒီရမဒီအင်္ဂါစပါအတိုင်းဒီစီကန်ချက်တိုင်းငါလိုက်နာမယ်လို့ကိုကိုကိုစီကန်ချပြီးကိုနှုတ်နှလုံးသုံးပါလုံးစောင့်စည်းတဲ့သဘောဖြစ်တယ်အဓိကအဖြစ်ကာယကံနဲ့ဝစီကံနှစ်ခုကိုထိမ့်သိမ်းဆောက်ရှောက်တယ် ဘာဖြစ်လို့ဒီလိုလုပ်ရတော့ဆိုတော့ကာယကံမှုဝစီကံမှုဆိုတာတမန်အဖြစ်နေလဲလို့ရှိရင်လွယ်လွယ်ကူကူနဲ့ကျွလွန်မိတတ်တယ်။မကျွလွန်ရအောင်လို့စီကံချပြီးထိမ့်သိမ်းဆောက်ရှောက်တယ်။ဒီလိုဆိုလိုတာဥပ္ပစောင်းဆောင်ချင်းရဲ့ရွေချက်ကတော့လောဘတွေလျော့ကြဖို့ဒေါသတွေလျော့ကြဖို့မောဟတွေလျော့ကြဖို့ဆိုလိုတာကအကုသိုလ်တွေလျော့နေသွားပြီးတော့ကုသိုလ်ဘက်က ိုးပွားအောင်အကျင့်တရားတစ်ခုကိုဒီနေ့ဒီရက်ကန့်သက်ပြီးစောင့်သုံးကြတာအဲဒီလိုစောင့်သုံးတဲ့ဥပုပ်ရဲ့အကျိုးကလည်းအင်တာမကြီးမားတယ်မမှန်ကန်ကန်စောင့်သုံးလို့ရှိရင်ရရှိရတဲ့အကျိုးကအင်တာမကြီးမားတယ်တခြားဘာသာတွေမှာလည်းသူတို့နေ့သူတို့ဟာနဲ့ဥပုပ်စောင့်ကြတယ်ဒါကြောင့်ဥပုပ်လို့ဆိုလိုက်တာနဲ့တူတူပဲလို့အဲဒီလိုမအောင်မင်းနဲ့ အတိပ္ပယ်ရှိသောဥပုသ္စောင်းနီဘုဒ္ဓဘာသာဝင်တွေဟာအတိပ္ပယ်ရှိရှိဥပုသ္စောင်းမယ်ဆိုရင်ဘယ်လိုဆောင်းရမလဲဝိတာခာကျောင်းအမကြီးဟာတနေ့တော့အခါကျောင်းလာပြီးဥပုသ္စောင်းနေဥပုသ္စောင်းနေတဲ့ဝိတာခာကိုမြတ်စွာဘုရားကမေးတယ်ဒီကနေ့ဘာလုပ်တယ်လဲလို့မေးတော့အရှင်မြတ်ဒီကနေ့ဥပုံနေမို့တပည့်တော်ဥပုသ်ဆောင်ပါတယ်လို့ဖြေတယ်။မြတ်စွာဘုရားက ဥပုသ်၃မျိုးရှိတဲ့အကြောင်းရှင်းပြတယ်။နံပါတ်၁ဥပုကနွားကြောင်သားရဲ့စိတ်ထားနဲ့နိုင်ရှင်ပြီးတော့ပြောရတဲ့ဥပုဆောင်နီးတဲ့အဲဒါကိုပါဠိလိုဂောပါလကုဘောတထပောက်ခွဲတော့ဂောပါလက ဥပောတထလို့ခေါ်တယ်ဂောပါလကဆိုတာနွားကြောင်သားဥပောတထဆိုတာဥပုနွားကြောင်သားဥပုဆိုတာနွားနွားကြောင်သားတွေ စောင့်တဲ့ဥပုပ်ကိုပြောတာမဟုတ်ဘူး။နွားကြောင်သားရဲ့စိတ်နေစိတ်ထားနဲ့နှိုင်းရှင်ပြီး ပြောရတဲ့ဥပုပ်မျိုးလို့ဒီလိုဆိုလိုတယ်။ဥပုပ်တွေဟာဥပုပ်ဆောင်ပြီဆိုရင်မန်ကန်နဲ့စိတ်ထားရှိဖို့ကျင်သုံးတဲ့အခါမှာနေစနစ်ကြနာဖို့အင်တာမအရေးကြီးတယ်ဆိုတာထင်ရှားတယ်။ဥပုပ်ဆောင်နေဆိုပြီးတော့မန်ကန်နဲ့ရွေးချက်မရှိဘူးဆိုရင် ထိုးပုတ်ဆောင်ခြင်းရဲ့အကျိုးဟာများစွာရမှာမဟုတ်ဘူး။ဒါကြောင့်မို့ဝိတာခါကိုမြတ်စွာဘုရားရှင်းပြတဲ့နမတ္တိဥပုပ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ရမယ့်ဥပုပ်မျိုးတဲ့။နောက်တစ်ခုကနိဂန္ထုဘောဓတာလို့ခေါ်တယ်။နိဂန္ထဆိုတာဘောဓလက်ထက်တော်အခါကာလတုန်းကဘာသာရေးတစ်ခုပေါ့။ဒီကနေ့အိန္ဒိယပြည်မှာ ဂျိန်းဘာသာလို့ခေါ်တယ်။ဗုဒ္ဓမြတ်စွာလက်ထက်တော်တော်ကဂျိန်းလို့မခေါ်ဘူး။နိဂန္ဓာလို့ခေါ်တယ်။အဲဒီနိဂန္ဓာယဟန်တွေဟာလမ်းညွန်မှုပြုပြီးတော့နိဂန္ဓာဒဂရဂမတွေစောင့်တဲ့ဥပုပ်မျိုးအဲဒီဥပုပ်ကိုမြတ်စွာဘုရားကထည့်ပြီးတော့ဟောထားတာ။ဒါလည်းတတိထားစရာပဲ။ဒီကနေ့ခင်မှာလည်းပဲအခြားဘာသာတွေမှာလည်းဥပုပ်ဆိုတာရှိနေတယ်။ ်နောက်တစ်ခုကအရိယဘောဓထမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေစောင့်သုံးတဲ့ဥပုပ်ဒီဥပုပ်ကအတိတ်ပဲရှိတဲ့ဥပုပ်ဖြစ်ရမယ်ဒီတော့ဘာသာရေးလုပ်ငန်းတစ်ခုဟာစနေတကြနီးမှနီးလမ်းမှန်မှန်ကန်ကန်လောက်တတ်မှအကျိုးရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်မှန်ကန်တဲ့နီးလမ်းနဲ့ကြိုးစားအားထုတ်မှအရာရာမှအောင်မြင်တယ်အကျိုးရှိတယ်သို့မဟုတ်ရင် ရည်မှန်းချက်အတိုင်းဖြစ်ချင်မှဖြစ်မယ်နမတေဥပုံနွားကြောင်းသားစိတ်ထားနဲ့နိုင်ရှင်ပြောရတဲ့ဥပုံဆောင်နေဆိုတာဘယ်လိုဟာမျိုးတော့ဆိုရင် အထူးအဖြစ်ဗုဒ္ဓဘာသာဝင်တွေတရင်နေခါကာလမှာစေပတိလာလျှောက်တီကျောင်းခံဖျားသွားပြီးဥပုံဆောင်ကြတယ်အဲဒီလိုဥပုံဆောင်တဲ့အခါမှာမဆောင်ခင်ကတိကဘာတွေလောက်ထားသလဲ တချို့ဥပုသ်တွေရဲ့စိတ်ထားကို ပြောပြမယ်။ဥပုဆောင်နေဆိုရင် နေ့၁၂နာရီကနေနောက်တနေ့နာနဲ့အာရုံမတက်ခင်မဆရဘူးဆိုတဲ့အတိကလေးဝင်မနေဘူးလား။ဝိကာလဘောဇနမဆရဘူးဆိုတာလေတိနေတော့ဆာမကြောက်ကြတယ်။ဥပုဆောင်သွားမယ်ဆိုရင်ဖိုးဖိုးရရခေါင်းနှိုးရရတဲ့ချက်ပြုတ်ပြီးမဆအောင်ပို့ပြီးတော့စားဖို့ကြိုတင်ပင်ဆင်ကြတယ်။ အကြီးလိုကြိုတင်ပြင်ဆင်ပြီးကောနိုရဲ့ရာတွေစားပြီးတော့နော့တရဲ့အတွက် တွေးသေးတယ်ဒီကနေ့တော့ချက်သားဟင်းနဲ့စားပြီးနော့တရဲ့မှာဝဲသားဟင်းနဲ့စားမယ်ဟိုးနော့တရဲ့ကြတော့ဘိုင်းဟင်းချစ်မယ်ဆိုပြီးအစားတော့တွေစိုက်ကူးပြီးစောင့်တဲ့ဥပုံမျိုးတွေလည်းရှိတာပဲဒီကနေ့ဘိုင်းဟင်းနဲ့စားမယ်မနေ့ပြန်ခါဘိုင်းဟင်းနဲ့စားမယ်တပက်ကဘိုင်းဟင်းနဲ့စားမယ်လို့အစားတော့တွေကို စီမံစိတ်ကူးပြီးစောင့်တဲ့ဥပုံမျိုးကိုဂောဘလကဥပုံလို့ခေါ်တာအစားအသောက်ပေါ်မျောတွေးပြီးတော့စောင့်တဲ့ဥပုံဟာနွားကြောင်သားဥပုံပဲစားကြတောက်ကြတွေကိုမျောတွေးခြင်းသည်အဘိဇာအဘိဇာဆိုတာစားစရာအာယုံပေါ်မှာရှေးရှုတွေးနေတဲ့လောဘလောဘတွေဖြစ်နေတာကိုပြောတာနော်ဒီနေ့ဒီဟင်းစားပြီးတော့ဥပုံဆောင်တယ် နောရကြတော့ဟိုရင်းစားမယ်။ဟိုအစားစားစားမယ်တဲ့။အစားတွေပေါ်မှာစိတ်အများကြီးရောက်ပြီးတော့စောင့်တဲ့ဥပုပ်တဲ့။ဥမာနွားကြောင်သားတွေဟာနွားတွေကိုကြောင်းပြီးတနေကုန်တဲ့အခါနွားတွေကိုမောင်းပြီးခြံတဲ့ထက်နွားပိန်ရှင်ကိုပြန်အပ်ပြန်အပ်ပြီးသူတို့ဘာတွေစိတ်ကူးလဲဆိုတော့ဒီကနေ့ဒီနွားအောက်ကိုဒီစချက်မှာကြောင်းပြီးဒီနေရာမှာရေတိုက်တယ်မင်းပြန်ကြရင် တဏှာစကြက်ပြောင်းရမယ်ဒီစကြက်မဟုတ်တော့ဘူးနောက်ထပ်စကြက်တဏှာပြောင်းပြီးတော့ဘယ်နေရာမှာရေတိုက်မယ်လို့စိုက်ကူးကြတယ်နွားကြောင်သားတွေဟာဒီကနေ့ဒီနေရာမှာနွားကြောင်မယ်မနေ့ပြန်ဘိုးနေရာမှာကြောင်မယ်ဆိုတော့စိုက်ကူးနေနေတယ်လို့အဘုတ်တဲဟာလဲဒီကနေ့ဒီဟင်းနဲ့စားတယ်မနေ့ပြန်ကကြာတော့ဟိုဟင်းချက်မယ်ဟိုအစားစားစားမယ်ဆိုပြီးစားရည်တော့ရည်တာ ကြိုတွေးတော့လုံးမနေပြီးတော့စောင့်တဲ့ဥပုံမျိုးဟာနွားကြောင်သာစိတ်သဘောထားနဲ့ဒူနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားကဂောပါလကဥပောတ္ထာလို့ခေါ်တယ်။ဂောပါလကဥပောတ္ထာလို့ခေါ်တယ်။နွားကြောင်သားရဲ့စိတ်နဲ့နှိုင်းရှင်ပြီးတော့ပြောရမယ့်ဥပုပ်ဆောင်ခြင်းမျိုးလို့ခေါ်တယ်။အဲဒီဥပုပ်ဆောင်ခြင်းမျိုးဟာ လောဘနဲ့အချိန်များများကုန်တာပေါ့ လောဘစိတ်ကိုထိနှိမ်တာမဟုတ်သေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားကနမဟဖလောအကျိုးများများမရှိဘူးနမဟာနိတံသောညာစွာတော့အာနိသင်တွေရမှာမဟုတ်ဘူးအဲ့ဒီစိတ်ဓာတ်မျိုးနဲ့ဥပ္ပမဆောင်တဲ့ဘူးနမနိဥပ္ပနောက်တစ်ခုကနိဂန္ဓာတွေစောင့်တဲ့နိဂန္ဓာဥပ္ပဖြစ်တယ်ဒါကတော့ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူး နိဂန္ဓာတွေကဥပုံနေမှာသူတို့တရားဒဂါမတွေကိုစောက်တိခိုင်းတယ်ဆေးရမျက်နာမှာယူဇနာတရားရဲ့ဟိုးဘက်ကသရဝါတွေကို မတတ်ဘူးလို့အဋ္ဌာမှာတောင်ဘက်ကလည်းပဲယူဇနာတရားရဲ့ဟိုးဘက်ကသရဝါတွေကို မတတ်ဘူးအနောက်ဘက်ကလည်းယူဇနာတရားရဲ့ဟိုးဘက်ကသရဝါတွေကိုမတတ်ဘူးညောင်ဘက်ကလည်းယူဇနာတရားရဲ့ဟိုးဘက်ကသရဝါတွေကိုမတတ်ဘူးလို့စောက်တိပါယူဇနာတရားဆိုတာ တယူဇနာဒင်မဲ့7မိုင်7မိုင်ရှိတာယူဇနာတရားဆိုရင်အလုံးဝေးတာမဟုတ်လားအဲ့ဒီတော့ဒီအတွင်းကသတ္တဝါတွေကိုတတ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူတို့ဥပုပ်ဆောင်ပုံဆောင်နည်းကနည်းမြင်နဲ့ကန့်သက်ပြီးဆောင်တာယူဇနာတရားအပြင်ဘက်ကသတ္တဝါတက်စီသတ္တဝါတွေကိုမတတ်ဘူးပါဏိပါဒထိမ့်သိမ်းဆောက်ရှောက်မယ်လို့ အစစ်ဘက်ကယူဇနာတရားဟိုဘက်တောင်ဘက်ကယူဇနာတရားဟိုဘက်အနောက်ဘက်ကယူဇနာတရားဟိုဘက်မြောက်ဘက်ကယူဇနာတရားဟိုဘက်မှာရှိတဲ့တရားတွေကိုမတတ်ပါဘူးလို့ရှောင်ကျင်းတယ်။ပါဏာတိပါဒဝေရမဏိသူတို့အပေါ်မှာတတ်ဖြတ်ညင်းဆဲမှုမလုပ်ပါဘူးဆောင်ကျင်ပါမယ်လို့ဆိုတဲ့ဥပုပ်အဲဒီဥပုပ်ကတော့တော်တော်လူပါဝရတဲ့ဥပုပ်ပဲဘာဖြစ်လို့တော့ဆိုရင်တရဝတ်တတ်ခြင်းရဟိုဝေကြီးထီအောင် ဘယ်သူကမှသွားတန်သွားတန်နေမတော့ဒီတော့အတွင်းနာကလက်လန်းမီတာတွေတော့တတ်လို့ရတယ်ဆိုတဲ့အိဗယ်ကရနေပြီပြီးတော့ဥပုံနေမှာယခုလိုဆုခိုင်းနေတယ်ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူဟာမှမဟုတ်ဘူးတခြားလူဟာလည်းငါနဲ့မဆိုင်ဘူးငါရဲ့ဟာငါရဲ့ဆွေမျိုးမဟုတ်ဘူးအဲ့ဒီလိုနောက်ကနောက်ကဆိုပြီးစောက်တီးရတယ် နာဟံကွာစနိကတသိကိဉ္စနတတမိတတမိကတသိကိဉ္စနတတမိနာသမမကွာစနိကိတမိစိကိဉ္စနတတိငါဆိုတာဘယ်မှာမှမတွေ့ရဘူးငါဟာဘယ်သူရဲ့မှကြောင်းကြဆက်ရမယ့်အရာမဟုတ်ဘူးအခြားလူတယောက်ဟာလည်း ငါရဲ့ကြောင်းကြစိတ်ရမယ့်အရာမဟုတ်ဘူး။ဘာမှလည်းမတော်ဘူးဆိုတဲ့ဒီထိတ်တန်ချက်ကိုဆိုရတယ်။ဥပ္ပဆောင်တဲ့နေ့မှာဏိကဏ္ဍတွေစောက်တည်ပြီးဥပ္ပဆောင်တဲ့နီးဒီတော့သူတို့ဆောင်တဲ့ဥပ္ပကနှစ်ချက်ရှိတယ်။ယူဇနာတရားရဲ့ဟိုဘက်ကတရားတွေကို မတတ်ဘူးလို့ဆိုတော့တချို့တရားတွေကိုတော့တတ်ခွင့်ရှိတယ်။တနာရမတရားရှိတယ်။မတနာရမတရားရှိတယ်။ တက်လို့ရတဲ့သတ္တဝါရှိတယ်။တက်လို့မရတဲ့သတ္တဝါရှိတယ်ပေါ့။တချို့သတ္တဝါတွေအပေါ်မှာမေတ္တာကရုဏာထားပြီးတချို့သတ္တဝါတွေအပေါ်မှာမေတ္တာကရုဏာမထားရမရောက်ပေဘူးလား။ယောက်ျားတွေကြောင့်သူတို့ဟာသတ္တဝါတချို့ပေါ်မှာမေတ္တာကရုဏာထားတယ်။သတ္တဝါတချို့ပေါ်မှာမေတ္တာကရုဏာမထားဘူးလို့ဆိုကြတိကမမြတ်တာတဲ့မေတ္တာစိတ်နဲ့စောင့်နေဥပုပ်ဖြစ်နေတယ်။ မမြတ်တာတဲ့စိတ်ဓာတ်နဲ့စောင့်တာဖြစ်နေလို့မြတ်စွာဘုရားကနိဂန္ဓဥပုပ်ဟာအကျိုးမရှိဘူးတဲ့နောက်တစ်ခုကငါဟာဘယ်သူရဲ့ဆွေမျိုးမှမဟုတ်ဘူးငါဟာဘယ်သူရဲ့မှကြောင်းကြဆက်ရမယ့်ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဆိုခိုင်းတယ်အခြားလူတယောက်ဟာလည်းငါနဲ့ဘာမှမသက်ဆိုင်ဘူးငါရဲ့ဆွေမျိုးမဟုတ်ဘူးပစ္စည်းဥစ္စာတွေလည်းငါဟာမဟုတ်ဘူးလို့ကြေညာခိုင်းတယ် အဲ့ဒီလိုချင်ညာပြီးနောက်တစ်ရက်ကျတော့သူမိသားစုတွေအားလုံးဟာလည်းပဲငါသည်ဘယ်သူနဲ့မှမပတ်သက်ဘူးလို့ပါဇက်ကတာဆိုတာသူ့မိကအမေပဲအဖေက အဖေပဲသားသမီးကသားသမီးပဲမဖြစ်ဘူးလားမိဘတွေကလည်းပဲဒါဟာငါတို့သားပဲအဲ့ဒီလိုပဲမသိကြဘူးလားအဲ့ဒါဟာအတင်းလန့်ခိုင်းရာရောက်တယ်တဲ့မြတ်စွာဘုရားကမူတာဝါဒက ရှောင်ရမယ်အစားငုတာဝါရကိုဆုခိန်းတာနဲ့တူနေတယ်တဲ့ငါဟာဘယ်သူနဲ့မှမပတ်သက်ဘူးဘယ်သူရဲ့ဆွေမျိုးမှမဟုတ်ဘူးဆိုတာက လိန်ညာချင်းဖြစ်နေတယ်တဲ့မူတာဝါရကိုဆုခိန်းရာရောက်တယ်နောက်တည်းဥပုပ်ကထွက်တဲ့ခါကျတော့ငါမှငါနဲ့ဆိုင်တဲ့ပစ္စည်းမရှိဘူးလို့ငါဟာမဟုတ်ဘူးလို့ကြီးညာထားပေမဲ့လို့ မပြောမပြူနဲ့အဲ့ဒီကြေညာထားတဲ့ပစ္စည်းတွေကိုသူယူသုံးတယ်ယူသုံးတယ်ဆိုရင်ဘာဖြစ်မတော့အာရဏဒါနမဖြစ်ဘူးလားသူကြေညာထားတာငါဟာမဟုတ်ဘူးလို့သူကြေညာထားတာအဲ့ဒီတော့ကြေညာထားတဲ့ပစ္စည်းကိုသူကနောက်တည့်ရက်မှာဘယ်သူမှမပြောဘဲနဲ့ယူပြီးတော့သုံးလို့ရှိရင်အာရဏဒါနဖြစ်တယ်တဲ့ မပေးတဲ့ပစ္စည်းမပေးတဲ့ပစ္စည်းကိုသုံးတာဖြစ်သောကြောင့်အာဒိနာဒါနဖြစ်တယ်။အာဒိနာဒါနမူတဝါဒကိုရှောင်ကျဉ်ရမယ့်အစားကျွလူမိရတာဖြစ်နေသည့်အတွက်ကြောင့်နေကန္တာတွေစောင်းတဲ့ဥပုဘ္ဟာအကျိုးလဲမရှိဘူးလို့မြတ်စွာဘုရားကဟောတယ်။ဒီတော့လောကမှာဘာသာတရားတွေဟာဒီလိုပဲဥပုဘ္ဟကိုအမျိုးမျိုးစောင်းကြတယ်။ဥပုဘ္ဟနဲ့ တတ်မှတ်ပုံချင်းကလည်းတူးနဲ့တူးမတူဘူးဥပုပ်ဆောင်တာချင်းလည်းမတူကြဘူး